။တမ္မာအားဖြင့်ဒီအဖျားယောဂါဟာအတရာတရာတရာတတရာနဲ့တချို့ဆိုလို့ရှင်လေတရာလေးလောက်ဒီသူဖြင့်ကလေးသူငယ်တွေနဲ့တက်ကြီးတဲ့လူတွေမှာဆိုရင်တရာလေးတရာငါးအထိဖျားရပ်ပါတယ်။ခေါင်းကဲ့တန်းပြင်းတခြားကိုလည်းကက်ခဲလာနာစီချုံဆိုရဲဆိုရဲဒါန်နေလဲရှိပါတယ်အဲ့တော့ဒီလို ူးပြောင်းတဲ့ကာလမှာတုတ်ကွေးနဲ့အတူတူတချို့တွေကတော့အခုကိုဗစ်ဖြစ်ကြမလားလို့ဒီပြောကြတယ်လည်းရှိပါတယ်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ။ဒါဆိုဥလူပြောင်းလဲတဲ့ကာလတွေမှာ ဖြစ်နေဖြစ်တတ်တဲ့ယောဂါကတော့အသက်ရှူလမ်းကြောင်းနေဖြစ်တဲ့အဲဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တဲ့ဒီတုတ်ကွေးယောဂါပေါ့လေ။အဲဒီယောဂါဖြစ်များတာကိုတွေ့ရပါတယ်။ကျွန်တော်မြန်မာနိုင်ငံမှာတော့ဒါအများရန်ဖြစ်လို့ဖြစ်တတ်ရှိတဲ့ယောဂါတွေလို့ပဲပြောလို့ရပါတယ်။အမှုလို့လည်းပဲဒီလိုတုတ်ကိုယောဂါတွေဟာနှိမ့်စင်နှိမ့်စင်ဖြစ်ပွားတဲ့အခါမှာယောဂါပိုးကတစ်မျိုးနဲ့တစ်မျိုးမတူဘဲနဲ့ပြောင်းလဲသွားတဲ့ တချို့တွေကတော့ငါတို့တူကိုယောဂကာဝစီထိုးထားတာပဲဘာဖြစ်လို့ဖြစ်ရတာလဲပြောရင်တူကိုယောဂကာဝစီထိုးတော်ညာလည်းပဲဖြစ်တဲ့တူကိုယောဂကကာဝစီထိုးတာလည်းထိုးမှာပါတဲ့တူကိုယောဂနဲ့အမျိုးအစားမတူတဲ့အတွက်ကြောင့်မလို့ဒီလိုဖြစ်တတ်တာဖြစ်ပါတယ်ဒီတူကိုယောဂဟာတမာအဖြစ်တူကိုယောဂပိုးကြောင့်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီးတော့တူကိုယောဂဗိုင်းရပ်စ်ပိုးဟာ ရာချီပြီးရှိပါတယ်အဲ့တော့လူရဲ့ရဲ့ဒီအသက်ရှင်လမ်းကြောင်းမှာတကွယောဂဘိုးဟာတာမန်အားဖြင့်လူနဲ့အတူနေတဲ့ယောဂဘိုးအနေနဲ့တည်ရှိနေပါတယ်သို့တော့ဒီလိုရာသီလိုအကူပြောင်းကာလမှာဒီတကွယောဂဘိုးကနေပြီးတော့လူရဲ့ဒီကိုဟာဆွမ်းအားကျတဲ့အချိန်ကာလမျိုးနဲ့သို့မဟုတ်လို့ရှင်ရာသီလိုအကူပြောင်းတဲ့အပေါ်မှာဖြစ်လာတဲ့ဒီပတ်ဝန်းကျင်ချက်လက်ကြောင်းမလို့ ဒုက္ခယောဂါဆိုတဲ့ယောဂါတွေဖြစ်ပွားတာကိုအများကြီးတွေ့ရပါတယ်။ကိုယ်ပူချိန်များတဲ့အတူတူသူကအာခေါင်းကိုင်မယ်နော်။ခေါင်းကိုင်တဲ့ယောဂါဖြစ်မယ်။အဲဒီလိုဖြစ်လာပြီးရှိရှိတော့စပြီးတော့ကိုပူရာကိုသတိပြုမိတာနဲ့သူကသူဖြင့်အဲအကိုက်ခဲပြောက်စေးပေါ့နော်။အပူကြစေးခေါ်တဲ့ဒီပါရာစီတမောလို့ဟာမျိုးကိုပြိုတင်တောက်ထားရင်တော့ ဒီယောဂာနေပြီးတော့အပူကျတဲ့သဘောဖြစ်သွားတဲ့တက်တာနိုင်တဲ့သဘောရှိပါတယ်။သူကကိုယ်ပူဖြားရတယ်မဟုတ်ဖဲနဲ့တချို့ကိုယ်ပူယောဂာနဲ့လည်းဖြားဒီဖြားဖြစ်နေတဲ့အတွက်ဒလန်တူပါတယ်။ဒါပေမဲ့ကိုယ်ဝိမာထူးကြတဲ့လက္ခဏာတွေကခုနအနံ့မရတာတို့နော်။နာစီချောင်းစိုးပူဖြစ်တာတို့ဆိုတော့နည်းနည်းလေးတော့ယောဂာဖြစ်ပုံနည်းနည်းလေးတော့ကွာပါတယ်။သို့သောဒါကတော့တက်ကြွနဲ့ ဂျမဲဝန်ထမ်းတွေနဲ့ပြသပြီးတော့ခွဲခြားပြီးတင်မယ်ဆိုလည်းရနိုင်ပါတယ်နောက်တစ်ခုကတော့တုတ်ခွေးယောဂါစီဖြစ်တာကိုတော့ဖြင့်စမ်းသပ်သိရှိဖို့အတွက်ကတော်တော်လေးခက်ပါတယ်အဲ့တော့တုတ်ခွေးမျိုးစုံဖြစ်တဲ့အတွက်သို့သော ကိုဗစ်ယောဂါဆိုရင်တော့ကိုဗစ်ယောဂါရှိမရှိ စစ်ဆေးတဲ့နှာခေါင်း၌ပြီးတော့နော်နှာခေါင်းကနေ sample ယူပြီးတော့သုံးတဲ့ဒီ kit တွေဟာအခုပေါ်ပေါ်များများ ရှိနေပြီဖြစ်ပါတယ် တဲ့မြန်မာနိုင်ငံမှာနေရာဒေသမျိုးစုံမှာဝယ်ယူလို့ရတဲ့ပစ္စည်းဖြစ်တဲ့အတွက်မိမိဖာသာမိမိအိုးရှိမရှိကိုစစ်ဆင်းနိုင်တဲ့အဆင့်ထိရောက်နေပြီဖြစ်တဲ့အတွက်ဒါလည်းပဲအဲစန်းသက်စစ်ဆေးလို့ရနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။သို့မဟုတ်ရှင်ကိုကမသေးကြဘူးဆိုလို့ရှင်လည်းပဲအဲဆေးုံဆေးခန်းတွေကို ပြသပြီးတော့ကိုယောဂရှိမရှိစစ်ဆေးလို့ရှင်လည်းဖြစ်နိုင်ပါတယ်။ကိုယ်ယောဂဖြစ်ရင်တော့ကိုယ်ယောဂနဲ့ပတ်သက်တဲ့ ဆေးတွေနော်ယောဂပျောက်ဆေးတွေတာဝယ်ဆေးတွေလို့အောင်မှာဖြစ်ပါတယ်အဲသုံးဖို့ရိုးတုပ်ခွေးယောဂကတော့အပူကြာဆေးတောက်လိုက်တာနဲ့တက်တာသွားမဲ့သဘောရှိပါတယ်အသက်ကြီးတဲ့လူတွေရဲ့ကလေးတွေမှာတော့ကဒီတာမန်အားဖြင့်ကိုပူဖြားတာလောက်ကနေစပြီးတော့အဆုတ်ရောင်တဲ့အထိဖြစ်တတ်ပါတယ်ဘာလို့လဲဆိုတော့သူကအသက်ရှူရလမ်းကြောင်းမှာ ဖြစ်ပေါ်တဲ့ယောဂပို့ဖြစ်တဲ့အတွက်အဆုတ်ရောင်တဲ့ယောဂပေါ့အင်္ဂလိပ်လိုပြောရင်တော့နမိုနီးယားပေါ့နော်အဲ့တော့အဲ့လိုနမိုနီးယားမဖြစ်ခင်မှာလည်းပဲသူကဘရွန်ကိုက်တစ်ခေါ်တဲ့ဒီအာခေါင်အာသီးရောင်နာတို့နော်ချောင်းဆိုးတဲ့အခါမှာတလိပ်တွေပါတာလို့ဆိုရဲအဆင်းတွေလည်းရှိပါသေးတယ်အဲ့ဒီအဆင်းတွေကိုဟိုဂရုမဆက်လိုက်မရင်တော့ဆုတ်ရောင်တဲ့အထိအသက်ရှူကျတဲ့အထိ ရှင်းနိုင်ပါတယ်အဲဒါကြောင့်ဒီယောဂဖြစ်တာကိုတည့်ရက်နှစ်ရက်အဖျားမကြဘူးဆိုရင်တော့ဆေးရုံဆေးကံဆေးအဝင်နဲ့တေချာပြတတ်ဖို့လိုတယ်လို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့သူတုတ်ကွေးနေမကဘဲနဲ့နောက်ဆက်တွဲယောဂါတွေဝင်လာတာဖြစ်ပါတယ်ထူးဖြင့်နမိုနီးယားခေါ်တဲ့ခုနပြောတဲ့အဆုတ်ရောင်ယောဂါဖြစ်ဖြစ်လာနိုင်တဲ့အထိဖြစ်တဲ့အတွက်နေ့လောက်မှ ို့ဘကိုအိမ်မှာနေနေပါရာစီတမောလဲ့တောင်းရှားမကြဘူးဆိုရင်တော့ဆေးုံဆေးကန်းကိုရပ်တာပြီးတော့ကုသတင်တယ်လို့ပြောကြပါလား